မက်လ28ရက်နေ့ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်းမြန်မာနိုင်ငံမှာထိခိုက်ဒေဆုံးသူဘယ်လောက်ထိရှိလာပြီလဲငလင်ရဲ့အခြားတစ်ဖက်မှာစစ်တပ်ကအပြစ်ရပ်ပြီးတဲ့နောက်ပိုင်းစစ်ရဲနဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကရောဘယ်လိုရှိပါသလဲဒီကိစ္စတွေနဲ့ပတ်သက်လို့သတင်းရယူနေတဲ့သတင်းတောက်ကိုစိုးသူအောင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုစိုးစုအောင်ရေငလေနောက်ဆက်တွဲတေဆုံးတန်ရာရမှုအခြေအနေဘယ်လိုရှိပါလဲအရင်ဆုံးပြောပြပေးပါရှင် ဟုတ်ကဲ့ပါဒီကနေ့ဧပြီ9ရက်နေ့ည7:00နာရီဆိုရင်တော့ DPP ကကောက်ထားတဲ့အစင်းတွေအရမြန်မာတနင်္ဂနွေလုံးမှာတည်ဆုံးသူက4230ရှိပြီးတော့ဒဏ်ရာရသူကတော့6500ကျော်ထိရှိလာပါပြီဗျပျောက်ဆုံးတဲ့သူက448ယောက်နဲ့ကယ်ဆယ်နိုင်တဲ့လူကတော့468ယောက်ရှိတာတွေ့ရပါတယ်စစ်ကောင်စီဘက်ကတော့ဧပြီ9ရက်နေ့ညနေ6:00နာရီဆိုရင်လူပေါင်း3400နီးပါးတည်ဆုံးပြီးတော့4500ကျော်ဒဏ်ရာရတယ်လို့ထုတ်ပြန်ပါတယ် ါအပြင်မှာပျောက်ဆုံးတဲ့သူကတော့220လောက်ရှိတယ်လို့လည်းဆိုပါရယ်။သခိုင်းကလင်လှုပ်ခတ်မှုကအခုည7:00နာရီအထိဆိုရင်8ရက်နဲ့9နာရီလောက်ကြာလာပါပြီ။နိုင်အနေနဲ့ပြောမယ်ဆိုရင်တော့196နာရီအထိကြာလာတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိထိခိုက်မှုပြင်းတဲ့နေရာတွေမှာလူတန်းနဲ့ချီဟာလျှက်စစ်မီတွေပြီးတော့တောက်တောက်သုံးရီတွေစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတာဒါမှမဟုတ်ရင်မလုံလောက်တာတွေကိုကြုံနေရတယ်လို့ UNOCHA ကတတိပေးထားပါတယ်။ ဒါအပြင်မှာငလိန်ကျောင်းမြန်မာနိုင်ငံကမြို့နယ်60နီးပါးမှာနေထိုင်ကြတဲ့လူဦးရေ18သန်းလောက်ကထိခိုက်ခဲ့တယ်လို့လည်း UN ကခန့်မှန်းထားပါဗျ။ DPP ကစုံစမ်းရသလောက်ကလည်းမြို့တွေပေါ်မှာကယ်ဆယ်ရေးတွေဝင်နေပြီဆိုပေမဲ့လိုအပ်ချက်တွေရှိနေတုံးပါ။သွာလာခတ်တဲ့ကြေးရွာတွေဘက်မှာတော့အခုချိန်ထိပြင်ပအကူအညီတွေတိတ်ပြီးတော့မရောက်ကြသေးဘူးလို့ပြောပါဗျ။ပြီးတော့ကျွန်တော်အခုဓာတ်ရိုက်သတင်းမတင်ဆက်ခြင်းလေးမှာပဲစကိုင်းနယ်မန္တလေးကတချို့နေရာတွေမှာမိုးတွေတိတ်တထန်ရွာသွန်းနေပါဗျ။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းအေရော်ရီတိုင်းလိုနေရာတွေမှာနေရာကျကျမိုးတစ်ချုံရွာနိုင်တယ်လို့ကြိုပြီးတော့တတိပေးထားပါတယ်။မန္တလေးနဲ့စကိုင်းအပြင်ငလင်းဘေးတဲ့နေရာတွေကဒေသခံတွေကအိမ်အပြင်တွေမှာပဲအဆင်ပြေလို့နေထိုင်ရတာပါ။ဒါကြောင့်ပဲအခုချိန်မှာတော့မိုးလေလုံမဲ့တဲလေးတွေအရေးတကြီးလိုအပ်နေပါပြီခင်ဗျ။ဟုတ်ကဲ့ပါနောက်ထပ်အနေနဲ့ပြည့်ရက်ပြီးနောက်ပိုင်းတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကရောဘယ်လိုရှိပါသလဲရှင် ဟုတ်ကဲ့ပါလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအခြေအနေကတော့ငလင်းဖြစ်ပြီးမတ်လ28ရက်ကနေဒီကနေ့ဧပြီ5ရက်ညနေ9နာရီအထိဆိုရင်တိုက်ခိုက်မှုက66ကြိမ်အထိရှိလာတာတွေ့ရပါတယ်။ဒါကြောင့်မဲတေဆုံးရသူက68ရောင်းနဲ့ဒဏ်ရာရသူက88ရောင်ရှိပါတယ်။စစ်တပ်ကယာယီအပြည့်ရမယ်လို့ပြောပြီးတဲ့နောက်တိုက်ခိုက်မှုအကြိမ်ကြီးကတော့35ကြိမ်အထိရှိခဲ့ပါတယ်။ UNG ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ငလင်းချောင်းထိခိုက်မှုများခဲ့တဲ့စကိုင်းတိုင်းထဲမှာ တိုက်ခိုက်မှု73ကြိမ်ရှိပြီးတော့မန္တလေးတိုင်းထဲမှာတော့7ကြိမ်အထိရှိခဲ့တယ်လို့ဆိုပါတယ်ဒီနေ့မှာတော့ DVB ကစူးစီးရသလောက်ဆိုရင်မတရားနဲ့မိုးကိုဘက်ကိုလေးချောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပါတယ်မတရားမှာတော့ဘူကုံရွာကိုတိုက်ပွဲမဖြစ်ဘဲနဲ့ဘုံကျဲခဲ့တာပါမိုးကိုဘက်မှာတော့ပင်းကူတောင်ကြီးကကြောက်တွင်းလုံကွက်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ရေးအရာကတော့ဒီမမော်လွိုင်းကော်ဖဲကုံစင်ကူးနောင်ချိုရင်မပင်ပွင့်ဖြူစေတုတ်တရားငါဖဲ မတရားညာဥပဒ်တွေမှာလည်းလှုပ်ရှားတန်နေကြရပါတယ်။ကြောက်ဖြူမှာလည်းစည်ရေးပြင်ထားတာရှိပြီးတော့အမ်ဘရန်လန်ပြီးတော့တောင်ကုတ်အုပ်ရှိပင်၊ခွားငါတိုင်ချောင်းလန်အဲ့လိုမျိုးရိုးမားနဲ့ထိဆက်တဲ့နေရာတွေအားလုံးမှာလည်းပြင်ဆင်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါ့အပြင်မှာငလင်ဘေးဂျားကနေစစ်တပ်ကစစ်နှက်ခြင်းမြောက်စစ်မှုထမ်းအတွက်တသားတစ်စုတာတွေဆက်လုပ်နေပါတယ်။ကိုကြီးမြောက်စစ်တင်တန်းစင်ပွဲကိုလည်းဧပြီ၄ရက်နေ့မနေ့ကပေါ့နော်မနက်ပိုင်းမှာအခမ်းအနားနဲ့ကျင်းပခဲ့တာကိုတွေ့ရပါတယ်ဗျ။ ဟုတ်ကဲ့ပါအခုလို့ပြောပြပေးသွားတာကျေးဇူးများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါကတော့သတင်းတော့ကိုစိုးသူကောင်ကိုဒီလက်ရှိတိုက်ပွဲအခြေအနေတွေငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဒါပြောပြပေးသွားတာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါမယ်။